ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတဘောအနေနဲ့ရွှေထီဆောင်းနေစေရှိနေ stable gold ရဲ့သတင်းနဲ့အတူ master gate လက်ခံသမ ्या နေရာတိုင်းမှာ stable coin နဲ့ငွေချေလို့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမအောင်ဆုံးသတင်းတဘောအနေနဲ့ရွှေထီဆောင်းနေစေရှိနေ stable gold ရဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ရွှေကတော့ရွှေချီဆောင်နေစေပါပဲ။ကမ္ဘာစီးပွားရေးအခြေအနေကမတေချာမရေရာမှုတွေနဲ့ပြေးလာနေချိန်မှာဂျီနီမြောင်းနိုင်သူတွေဟာအခိုင်အမာဆုံးအဆက်တစ်ခုကိုလိုက်ရှာနေကြပါတယ်။ဒီအခါမှာအရင်ခေတ်ကနေအခုချိန်ထိခိုင်မာနေစေဖြစ်တဲ့ရွှေကိုပဲအများစုရွေးချယ်ကြတာကိုလည်းတွေ့ရပါတယ်။အရင်ကတော့ရွှေဆိုတာအတုံးလိုက်ဝယ်စုကြတာမျိုးရှိကြပေမဲ့အခုနောက်ပိုင်းမှာတော့ရွှေတိုကင်တွေကိုလည်းရွေးချယ်မှုတစ်ခုအဖြစ်လက်ခံလာကြတာကိုလည်းတွေ့ရပါတယ်။ ရွှေတိုကင်ဆိုတာကတော့ကမ္ဘာရွှေနဲ့1:1တမိုးတူညီနေအောင်ထိန်းကြီးပေးထားတဲ့ stable gold token တွေပါ။ရွှေတိုကင်တွေထဲမှာလူသုံးအများဆုံး token တွေကတော့ Paxo ရဲ့ PAXG token နဲ့ Delta ရဲ့ XAUD token ဖြစ်ပြီးဒီ token တွေဟာ stable gold တွေထဲမှာလူသုံးအများဆုံးနဲ့ market cap အကြီးဆုံး token တွေဖြစ်လာတယ်လို့အခုနောက်ပိုင်းမှာလည်း market cap ကကြီးတဲ့ကြီးလာနေတာကိုတွေ့ရတာကြောင့်ရွှေ token တွေကိုလူစိတ်ဝင်စားမှုများလာတဲ့သဘောပါပဲ။ ထရန်ရဲ့ကုန်သွယ်ရေးစစ်ပွဲတွေနဲ့အတူအတက်အကျကျန်းစုံအဆက်ဟာရွှေဖြစ်လာနေပြီးကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3300ကျော်နေပါပြီကမ္ဘာရွှေနဲ့တန်ဖိုးလိုက်ထင်းကြီးထားတဲ့ခရစ်တိုတိုကင်တွေကလည်းတန်ဖိုးလိုက်တက်လာနေပြီးကမ္ဘာတဝမ်းမှာရင်းနှီးမြှုပ်နှံသူတွေအတက်မျက်စိကျစရာဖြစ်လာနေပါတယ် မြန်မာနိုင်ငံမှာလည်းငွေကြေးဖောင်းပွားမှုကကာကွယ်နိုင်ဖို့အတွက်မြန်မာငွေမကင်ထားခြင်းဘူးဆိုရင်နိုင်ငံခြားငွေအဖြစ် USDT လိုမျိုး stable coin တွေကင်ထားလို့ရတယ်လို့အပြင်လောကကရွှေတွေကထိန်းသိမ်းရခက်ခဲလို့မကင်ခြင်းဘူးဆိုရင် PAXG လိုမျိုး stable coin တွေပြောင်းကင်ထားလို့ရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မာဆာကက်လက်ခံသမားနေရာတိုင်းမှာ stable coin နဲ့ငွေချေလို့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ MasterCard နဲ့ဆို stable coin နေတဲ့ဈေးဝယ်လို့ရပါတော့မယ်။ဘယ်အချိန်မှတင်းတင်းကြဲကြဲဖြစ်လာမယ်အတိအကျမတိရသေးပေမဲ့ MasterCard ကတော့ stable coin တွေကိုကမ္ဘာအနှံ့ငွေပေးချေမှုကိုယ့်ရဲ့ထဲကိုထည့်သွင်းမှုပြင်ဆင်နေပြီးပြီ။ ယူဇာတွေနဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ stable coin တွေကိုဗန်နဲကပတ်စံတွေလိုမျိုးသုံးပြီးအလွယ်တကူငွေပေးချေလို့ရနိုင်အောင်ဖန်တီးပေးသွားမှာဖြစ်ကြောင်း Master Capital ကဆိုထားပါတယ်။လောလောဆယ်မှာကမ္ဘာအနှံ့ကမာချက်ပေါင်း150မီလီယံကျော်စီမှာ Master Cap နဲ့ငွေပေးချေလို့ရနိုင်ဖို့အဓိကထားလှုံ့ဆောင်းသွားမှာဖြစ်ပြီး stable coin တွေကို Master Cap မှုကနေတဆင့်ဗန်နဲကိုငွေထုတ်လို့ရနိုင်ဖို့လည်းစီစဉ်နေကြောင်းသိရပါတယ်။ ဒါ့အပြင် OKX Exchange နဲ့ပူးပေါင်းပြီးတော့လဲ Crypto Market ထုတ်ဖို့ပူးပေါင်းထားတယ်လို့ USDC ထုတ်တဲ့ Circle PAXG ထုတ်တဲ့ Pasoro နဲ့လဲ Stable Coin တွေပေးချေမှုတွေအတက်အနည်းငယ်ပူးပေါင်းလှုပ်ဆောင်နေကြောင်းဆိုထားပါတယ် US မှာ stable coin ဥပဒေထွက်လာပုံနှိကလာတာနဲ့အများ US အခြေစားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ဘဏ်တွေအပါအဝင်ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ stable coin ဈေးကွက်ထံဝင်လာပုံနှိလန်းတွေကိုရှာဖွေလာကြတာကိုလည်းတွေ့လာရပါတယ်။ဒီထဲမှာမှာ market cap ကခြေလှမ်းအတွက်ဆုံးဖြစ်ပြီး ကမ္ဘာအနှံ့မှာဒါ master cat သုံးပြီး stable coin နဲ့ပေးချေလို့ရနိုင်တဲ့စနစ်အထားများအောင်မြင်သွားရင်တော့ crypto နဲ့ blockchain ဆိုတာကိုလူတွေပိုသိလာနိုင်ပြီးအသုံးပိုတွင်ကျလာနိုင်ပါတယ်။အခုလက်ရှိမှာလည်း USD နဲ့တမိုးတူညီထားတဲ့ USD stable coin ရဲ့စုစုပေါင်းတမိုးဟာဒေါ်လာ230ဘီလီယံအထိရှိလာနေပြီ။ဒါမဲ့နှစ်တွေမှာဒေါ်လာ trillion နဲ့ချီတမိုးရှိလာဖို့မျှော်လင့်ထားပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောက်တော့နေလေးဖြစ်ပါစေရှင်။